ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Nagel Lab Tech Channel ပေါ့ပေါ့ပါပါလေးဖြစ်ရမယ်ဆိုတဲ့လူတွေအတွက် HyperX ရဲ့ Cloud ERP Tool လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ် 40mm driver တွေကိုသုံးဝေးထားအောင်ပို့လို့ FES Gate တွေမှာဆိုရင် detail တွေကအစားသိချလေးကြားပါတယ် video ကြည့်တာနဲ့ podcast နားထောင်တာတွေကိုလည်းအသုံးပြုလို့ရပါတယ်အချိန်ကြာကြာတက်ပြီးတော့အသုံးပြုရင်နောက်မှာ silicon ear disc တွေပါတာကြောင့်ပို့လို့နားနာတာမျိုးကိုလည်းသတ်သားစေပါတယ် motivation နဲ့ pattern ပါပြီးတော့ဖုန်းကောဖြေတာအပြင်ကိုမှ music ကို play post နဲ့ scale လုပ်တာတွေပါအသုံးပြုလို့ရပါသေးတယ်။ PC နေတန်းလို့ဆို standard mobile phone စတဲ့ device တွေတော်တော်များများကိုလည်း support လုပ်ပြီးတော့3.5 mm headphone jack ပါတဲ့ device တော်တော်များများလည်းအသုံးပြုလို့ရပါသေးတယ်။အခုကျွန်တော်ပြောပြပေးသွားတယ် HyperX Cloud Earbud 2ကိုအနီနဲ့အနက်ဆိုပြီးတော့ရွေးချယ်စရာနှစ်ယောက်ရှိပြီးတော့ဝယ်ယူလိုပါက online ကဖြစ်စေကျွန်တော်တို့ရဲ့ that is thank you သို့မဟုတ်အလုံးမှာဖြစ်စေဝယ်ယူလို့ရတယ်လို့အသိပေးရင်နောက်ထပ် video မှာ နောက်ထပ် brother တွေ့တယ်ပြန်လာခဲ့ပါဘူး